မင်္ဂလာပါရှင်ဒီနေ့မှာတော့ပုံရည်ကြီးတုတ်လေးလှုပ်ရှားဖြစ်လို့အားလုံးလည်းလိုက်လှုပ်ရှားလို့ရအောင်မျှဝေပေးလိုက်ပါတယ်။ကြက်တော်နေကြက်တော်ဖြူနဲ့ငရုတ်သီးစိမ့်တို့ကိုပပလေးထားပါတယ်။အစိမ့်အရသာပုံရည်ကြီးနှစ်ထုပ်ကိုအသုံးပြုပေးထားပါတယ်။ပကံထဲမှာပုံရည်ကြီးလေးကိုဖောက်ထည့်ပါတယ်။ ကျက်တော်နီပပလိထတာလေးဖြစ်ပါတယ်ကျက်တွန်ဖြူပပလိထတာလေးထည့်ပါတယ်။မြုပ်သီးစိမ်းပပလိထတာလေးထည့်ပါတယ်။ အရသာအတွက်အသားမုံနဲ့စားအနည်းငယ်ထိပါတယ်မြုပ်ဒီချက်မုံနည်းနည်းထိ စီထဲပါတယ်ကျွန်တော်ရတာလေးညှပ်သွားအောင်လို့တေချာလေးရုံးမွေပြလိုက်ပါတယ် ုဆိုရင်တော့အိမ်မှာအလွယ်တကူစောင့်စားလို့ရတယ်။ပုံရိပ်စုံလို့ရပါပြီ။ကြည့်ရှုပြကြတဲ့ကြောက်ချစ်စီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။